အမျိုးသမီးစစ်တပ်တောင်ပိုလှပိုချစ်စရာကောင်းနေလို့ချီကျူးခံနေရတဲ့နဂရော်ထီကယုံလေး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Daily Trend မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါရယ်လက်ရှိ social media ပေါ်မှာအရန်ကိုရေမန်းစားပြီးတော့မြင်လိုက်ရတဲ့သူတိုင်းကတကယ်ယောက်ျားလေးဟုတ်ရဲ့လားဆိုပြီးအင်အော်တကြီးမိကုန်းထုတ်နေရတယ်မိန်းကလေးအစ်စ်တယောက်ထပ်တောင်းပို့ပြီးတော့ချက်စရာကောင်းနေရဲ့နတ်ဝင်တဲ့နတ်ကတော်လေးတယောက်ရှိပါတယ်သူရဲ့ဓာတ်ပုံတွေ video file တွေကလှလိုက်တာချက်စရာကောင်းလိုက်တာဆိုတဲ့အမှတ်ချက်တွေနဲ့အတူ online ပေါ်မှာအရှိန်ဟုန်နဲ့ပြန့်နှံ့နေရပါတချို့တွေကဆိုရင်သူရဲ့အလှကအမင်းသမီးလေးတယောက်လိုပဲနူးညံ့ပြီးတော့ကြပြာဆန်တယ်လို့တောင်းတင်စားနေကြပါ ပါတယ်ပရိသတ်တွေအခုမြင်တွေ့နေရတဲ့နတ်သမီးလေးတစ်ပါးလို့လှပနေရဲ့ဒီနတ်ဝင်တယ်လေးရဲ့နာမည်အရင်ကတော့လာမင်းနိုင်ဖြစ်ပါတယ်သူဟာမြမရိုးရာနတ်ကိုးကွယ်မှုယဉ်ကျေးမှုမှာအရေးပါတယ်အခန်းကဏ္ဍကနေပါဝင်တဲ့နတ်ကတော့သို့မဟုတ်နတ်ဝင်တယ်တူဖြစ်ပါတယ်ကျမတို့မြမယဉ်ကျေးမှုမှာနတ်သဘင်ဆိုတာကအသီးသန့်အနုပညာကဏ္ဍတစ်ခုအနေနဲ့ရှင်းနေပေါင်းများစွာကလေးကအခိုင်အမာရပ်တည်ကြရပါဒီနေရာမှာအထူးခြားချက်ကတော့နတ်ဝင်တယ်အများစုဟာအမျိုးသားတွေဖြစ်ကြပြီးတော့သူတို့ဟာနတ်ပွဲတော်တွေမှာအမျိုးသမီးတူလိုမျိုးနတ်သမီးတစ်ပါးလိုမျို ဝစ်စားစင်ရင်ပြင်ဆင်ပြီးတော့အနုပညာစွမ်းရည်တွေနဲ့ကပြဖြော်ပြီးတင်ဆက်ကြရတာဖြစ်ပါတယ်။ဒါဟာဒါမန်ဝစ်စားပြင်ဆင်တာတက်အများကြီးပေါ်ပါတယ်။မိန်းကလေးတယောက်ရဲ့နူးညံ့တဲ့အမှုအရာလှပါတဲ့အကအလှ ချိုးသားတဲ့အပြောအဆိုဒီအရာတွေအားလုံးကိုပိုင်နိုင်စွာနဲ့တက်မြောက်ဖို့လိုအပ်တဲ့အမှုပညာတစ်ခုပါပဲ။ဒါကြောင့်မြန်မာနိုင်ငံသဘင်တမိုင်းမှာအမျိုးသမီးအစ်စ်တွေတောင်အရှုံးပေးရအောင်လှပကြော်ကြားခဲ့တဲ့နာမည်ကြီးအမျိုးသားနိုင်ငံတော်တွေအများပြားရှိခဲ့ပါတယ်။အခုလာမင်းနိုင်ငံကတော့ဒီအမှုပညာကိုမျိုးဆက်သစ်တယောက်အနေနဲ့စက်ခံပြီးတော့သူ့ရဲ့မွေးရပါရုပ်ရည်အလှပနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာပရိသတ်တွေရဲ့အားပေးမှုတွေကိုအပြတ်အသတ်ရရှိသွားပါတယ်။ဒါပေမဲ့သူ့ရဲ့နာမည်ကြော်ကြားမှုကဒီတစ်ခုတည်းအကြောင်းမဟုတ်သေးပါဘူး။သူ့ကိုပရိသတ်တွေကလာမင်းနိုင်ဆိုတဲ့နာမည်ထက် ီကယုံလေးဆိုပြီးတော့ပူပြီးတိကျချစ်ကြတဲ့အကြောင်းရင်းရှိပါတယ်။အဲ့ဒါကတော့အခုခေတ်လူငယ်တွေကြားမှာအရန်ကုန်နေမဲ့ကြီးပြီးလူဖက်များနေတဲ့ဝက်ဘော်ကဝိတုတပုံးနဲ့တိုက်ဆိုင်သွားလို့ပါ။ အဲ့ဒီနာမည်ကြီးဝိထုထဲမှာနိုင်ကြော်တဲ့လေးထိခေယုံဆိုတဲ့ဇက်ကောင်တစ်ကောင်ရှိပါတယ်။စာရေးသူကအဲ့ဒီဇက်ကောင်လေးကိုအရန်ကိုလှပနူးညံ့ပြီးတော့တွေ့တဲ့သူတိုင်းကချစ်ခင်ကြတဲ့ဇက်ကောင်လေးတယောက်ဖြစ်နေပုံပေါ်ရေးသားထားတာပါ။ဒီအချိန်မှာပဲလာမင်းနိုင်ရဲ့ပုံတွေအွန်လိုင်းပေါ်တက်လာတဲ့အခါအဲ့ဒီဝိထုကိုဖတ်ထားတဲ့ပရိသတ်တွေစာဖတ်သူတွေကဒါဟာဝိထုတွေကဇက်ကောင်လေးအပြင်းမာတကယ်ထွက်လာတာပဲ။ထိခေယုံဆိုတဲ့ဇက်ကောင်ရဲ့ပုံစံနဲ့တစ်ထက်တည်းကြတယ်ဆိုပြီးအင်အော်ကြီးကျူးမှုတွေနဲ့အတူသူ့ကိုထိခေယုံလေးလို့စတင်ခေါ်ဖို့သုံးဆွဲရကနေအခုဆိုရင် ဒီနာမည်နဲ့ပဲတွင်တွင်ကြဲကြဲလူသိများသွားတာဖြစ်ပါတယ်။ သူရဲ့လူမှုကွန်ရက်ပေါ်ကဓာတ်ပုံတွေဗီဒီယိုဖိုင်တွေအောက်ကမှတ်ချက်တွေကိုကြည့်လိုက်ရင်ပရိသတ်တွေကဘလောက်တောင်သူရဲ့အလားကိုအသိအမှတ်ပြုထားလဲဆိုတာတွေ့နိုင်ပါတယ်။မိန်းကလေးအစ်စ်သက်တောင်မှပို့လှနေရင်ဘလို့တောင်ဒီလောက်ချစ်စရာကောင်းအောင်ပြင်ဆင်ထားနိုင်တာလဲ။ဝိတုတွေကအထီးကြီးုံလေးအပြင်းမာတကယ်ရှိလာပြီဆိုတဲ့ချီကျူးတန်တွေအားပေးတန်တွေနဲ့တော်တော်လေးဆွညံနေရပါ။တကယ်တော့ဒါဟာမြမရိုးရာယဉ်ကျေးမှုအမှုပညာတစ်ခုဖြစ်တဲ့နတ်သပင်ပညာရည်နဲ့မြမခေလူငယ်တွေရဲ့စာပေယဉ်ကျေးမှုဝက်ဘတ်တို့ထူးထူးခြားခြားပေါင်းဆက်သွားတဲ့ဖြစ်စဉ်တစ်ခုလို့ ဆိုးနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်နှဝင်တယ်လေးလောင်မင်းနိုင်ကောတီကယုံလေးကသူ့ရဲ့မွေးရပါရုပ်ရည်အလားတရာအမှုပညာဆန်တဲ့ပြင်ဆင်ဝတ်စားမှုနောက်ပြီးတော့ကံကောင်းစွာတိုက်ဆိုင်သွားတဲ့ဝိတုဇက်ကောင်လေးရဲ့ပုံရိပ်ဒီအချက်တွေအလုံးပေါင်းဆက်ပြီးတော့ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေတာပါ။ ဒီစီစဉ်ကိုကြည့်ရှုနေရပရိသတ်တွေအနေနဲ့နောက်ဝင်တဲ့လေးလောင်မင်းနိုင်ခေါ်ဒီကယုံလေးရဲ့အလားပါကိုဘယ်လိုမြင်ကြပါသလဲသူကမင်းကလေးအစ်စ်တယောက်နဲ့တကယ်ပဲတထရားလေးတူတယ်လို့ထင်လားဒါမှမဟုတ်နမဲကြီးမင်းသမီးတယောက်ယောက်နဲ့များခိုင်းနိုင်မိသေးလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်